စ်တို့ရေဒီညကျတော့ဘေးဦးမကဘာချက်ပြမှာလဲပေါ့နော်ထူဆန်းတဲ့ဟင်းလေးကိုချက်ပြမှာဖြစ်ပါတယ်ဘာဟင်းလက်ဖြစ်မယ်ထင်လဲအားလုံးဟော လက်ပံမွေးလဲချက်ပြမှာဖြစ်ပါတယ်ဒီလက်ပံမွေးကြတော့ပေါ့နော်ဗမာအများစုကကြတော့ဒီလက်ပံမွေးဆိုတာမမစားကြဘူးပေါ့နော်ဒီရခိုင်ပြည်ကလူတွေအများစုကပဲစားနေတာပေါ့ဒီကကြတော့ကိုရီကိုရီရဲ့ချင်းလူမျိုးပေါ့နော်စုံသူချင်းလူမျိုးအားပြည့်ရဲ့အရှူရှင်အဲ့လိုမျိုးကွန်မော်ရှယ်မျိုးမျိုးရှိတာပေါ့ကွယ်အဲ့လိုမျိုးသူတို့တွေကပဲအများကြီးစားကြတာပေါ့နော်ဗမာတွေကြတော့ဒီအာလက်ပံမွေးကိုမစားကြဘူးအာဒီတိုင်းပဲဒီတိုင်းပဲဘယ်လိုပြောမလဲပေါ့နော်သူတို့က စာပတိစိတ်ဝင်စားကြကြဘလို့လဲမချက်တပ်လို့လားမသိဘူးပေါ့နော်အဲကိုရီကြတော့လူချရမယ်ဆိုတာတီတီရတဲ့ကြောင့်အခုဒီလက်ပံပွင့်လေးကိုဘလို့ချက်မယ်ဆိုတာအာချက်ပြပေးမှဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးကြပါလို့ပြောချင်ပါတယ်အားလုံးကိုအများကြီးချစ်ပါတယ်ဟုတ်ပြီ ဒီလက်ပံပွင့်ကိုချက်မယ်ဆိုရင်ဒီအခွန်လေးကိုပေါ့နော်ဒီအဖုံးလေးကိုတော့ခွာရတာပေါ့နော်ဒီအဖုံးလေးကိုဒီလိုခွာမယ်အပြီးအဲ့ဒါဒါကြတော့စားလို့မရဘူးပေါ့နော်စားလို့မရဘူးကဲဒါဆိုကြတော့ဒါကကြတော့အပွင့်ဖက်ပေါ့နော်ဒါကြတော့အပွင့်လို့ခေါ်တယ်အပွင့်စတာလေးကပိုကောင်းတယ်ပေါ့နော်ဒီအပွင့်ထက်မှလည်းဒီမြေအစီလေးတွေရှိတယ်ပေါ့နော်အစီလေးတွေရှိတယ်ဒီအစီလေးတွေဖယ်ရတာပေါ့နော်မဖယ် ခဲ့အဆိုရင်ဘေးမှာဒီလက်ပံပွဲအပွင့်နေရာကြောင့်နည်းနည်းလေးဖြစ်သွားလို့ပေါ့နော်အဲကြောင့်ဒီအရက်တွေကိုလဲပြန်ထက်မှာဖြစ်ပါတယ်ဒီအရက်လက်စရနော်ဟုတ်တယ်မလားစားရဲစားရဲအားကြောင့်ဒီအပွင့်ဖက်ကြတော့ဒီတိုင်းစားရင်အာစားလို့အဆင်ပြေမှာဆိုလို့ဒါကြတော့ဘလိုကြီးလဲခီးမှာပေါ့နော်အပိုင်းပိုင်းလေးဖြစ်တော့ဒီမှာအဲကြောင့်ဒါရေစိမ့်မယ်ရေစိမ့်မယ်ဆိုတော့ ိုရင်ဒီအပွင့်ဖက်လေးတွေအပေါ်အာစားရဒီတိုင်းစားရအစီအမံပြေလို့ဒါကတိလင်းနဲ့အပိုင်ပိုင်လင်းချက်ပြီးတော့ချက်လိုက်မယ်ပေါ့နော် sorry i'm sorry i'm sorry sorry ပါပရိတ်တတို့ရေဒီမောင်ကိုနားလေပြကြပါမပထမအောင်ဆုံးချက်ပြဖို့တာဆိုတော့လေအဲ့ဒါသိအစီအမံပြေဖြစ်မှာဆိုလို့ပါဟုတ်ပြီ ဆိုရင်ဒီချဲ့ကိုပေါ့နော်အဒီချဲ့ကိုငရုတ်တီးလိုက်ပါထက်မယ်အခိုင်ပြန်ပါငရုတ်တီးတဲ့လူမျိုးကိုတိအများကြီးရှိတယ်ပေါ့အခုအခုနေရာဒီဆိုဒီလူမျိုးငရုတ်တီးအကြီးတယ်အများကြီးရှိတယ်ပေါ့နော်ဗမာပြည်မှာတော့မမြင်ဘူးတခါမှတို့ဒီတော့